ရှားသည်ဥတုပြောင်းလဲမှုတွင်ယနေ့ကမ္ဘာလူသားများရင်ဆိုင်နေရသော အရေးကြီးဆုံးပြဿနာတွေထဲမှတစ်ခုဖြစ်ပါတယ်။ ကဘာပူချိန်မြင့်တက်လာမှုဘာဝဘေးအန္တရာယ်များပုံမပြင်းထန်လာမှုနဲ့ရာသီဥတုပေါက်ပြန်မှုများကြောင့်တန်အောင်များသာသောဒုသားများသည့်၎င်းတို့၏နေအိမ်များအသက်မိုးဝမ်းကြောင်းနှင့်ဘဝလုံခြုံမှုတွေကိုဆုံးရှုံးလျက်ရှိပါသည်။ဤအခြေအနေများကဒုသားများကိုရာသီဥတုဒုက္ခတဲ့အမိဖြင့်ဆိုးဝါးသောဘဝသို့တွန်းပို့နေကြပါသည်။ဒီပြည်တော်မှာတော့ကျွန်တော်ကရာသီဥတုပြောင်းလဲမှုကလူသားများအားမိခဲ့သောဒုက္ခတဲ့ဘဝသို့ရောက်ရှိစေက၎င်း၏အကျိုးဆက်များကိုမိတို့ထိခိုက်စေသည်ကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါသည်။ လူသားမျိုးနွယ်တွေဟာတမိုင်းတခြားစစ်ပွဲများအင်အားပြန့်စံမှုများနဲ့ပရိပခါများကိုရင်ဆိုင်ခဲ့ရတော့လေလူသားတို့ဤအကြီးဆုံးသောပျောက်ကွယ်မှုကိုဖြစ်ပေါ်စေမိအကြောင်းရင်းမှာစစ်ပွဲများထက်တဘာဝတရားဤမထင်းချုံနိုင်သောဘေးအန္တရာယ်များဖြစ်လာနိုင်သည်ဟုယုံကြည်သူများလည်းရှိလာခဲ့ပါတယ်စစ်ပွဲများသည်လူသားမောင်များသာကိုတေဆုံးစေခဲ့ပြီးရင်ကျေးမှုများကိုဖျက်ဆီးပစ်ခဲ့သည်မှာမှန်တော်လေ တဘာဝဘေး NDA များသည်ပိုမိုကြီးမားသော NDA ကိုတည်ဆောင်လာနိုင်ပြီးလူသားတို့၏ရှင်သန်မှုကိုအမြင့်ပြတ်ချင်းချောက်လာနိုင်ပါသည်။တဘာဝဘေး NDA များတွင်ငလင်းများ၊ဆူနာမီလိုက်များ၊မီးတောင်ပေါက်ကွဲမှုများ၊ရာသီဥတုဖောက်ပြန်မှုများ၊ရေကြီးမှုနှင့်ဝေါခေါမှုများပါဝင်ပါသည်။ဤဘေးနေများကကျွန်တော်တို့လူသားတွေထိန်းချုပ်နိုင်စွမ်းထက်ကြော်လွန်နေပြီးဤပညာတွေလောက်ပဲတိုးတက်တော်လဲ၎င်းတို့ကိုအပြေအဝကာကွယ်ရမဖြစ်နိုင်ပေ ဥပမာအားဖြင့်2004ဆူနာမီပြည်ရနေသည် လူသန်းနှင့်ချီသော အသက်များကိုမီးနှင်ပိုင်တွင်သိမ်းယူသွားခဲ့ပြီးထို့အတူ2020မှာ ကမ္ဘာကယောဂါများကလည်းလူသားတို့၏အားနည်းချက်ကိုပြသခဲ့ပါသည်စစ်ပွဲများနှင့်မတူသည့်မှာတဘာပေးရနေများကလူသားတို့၏ဆုံးဖြတ်ချက်တို့မဟုတ်နိုင်ငံရေးရာအကျိုးစီးပွားများပေါ်မူတည်မနေခြင်းဖြစ်သည်၎င်းတို့သည်ကြိုတင်ခံမဲ့ခက်ခဲပြီးအကျိုးဆက်များကလည်းတစ်ကမ္ဘာလုံးခံရပါသည်ဂျာဂျီဥတုပေါက်ပြဲမှုကြောင့် အိုးမပြင်းထန်လာသောမှုန်တိုင်းများပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနှင့်အစားအစာထုတ်လုပ်မှုကျဆင်းလာမှုများသည်ဘူဇာတို့၏အခြေခံလိုအပ်ချက်ကိုထိခိုက်စေခဲ့ပြီးရှင်သန်မှုကိုများစွာခက်ခဲစေပါသည်စစ်ပွဲများသည်လူသားတို့၏လက်ချက်ဖြင့်ဖြစ်ပေါ်လာပြီး၎င်းတို့ကိုရှောင်ရှားရန်သို့မဟုတ်အစုံသက်ရန်အခွင့်အရေးများကျွန်တော်တို့မှာရှိပါသည်သို့သောတဘာဝပြည့်နယ်များကိုလုံးဝချက်တက်ရန်မဖြစ်နိုင်ပါ ူသားမျိုးနွယ်များသည်ဒီပညာဖြင့်စစ်ပွဲများကိုအနိုင်ယူနိုင်ခဲ့သည်ဟုဆိုနိုင်တော်လဲသဘာဝတရား၏စွမ်းအားကိုအနိုင်ယူရန်မှာအိမ်မက်တစ်ခုသာဖြစ်စေစေဖြစ်ပါれထို့ကြောင့်လူသားတို့၏ပျောက်ကွယ်မှုကိုဖြစ်ပေါ်စေပြီးအဓိကအကြောင်းရင်းမှာစစ်ပွဲများထက်သဘာဝပြည်နယ်များသာဖြစ်လိမ့်မည်ဟုယူဆသူများလည်းရှိလာခဲ့ပါれအချို့အဖြစ်ဆိုရရင်ရာဇီဥတုပြောင်းလဲမှုသည်သဘာဝပြည်အိန္ဒိယများစားနှင့်ရိတ်ခါနှင့်ရေရှားပါမှုပြိပခများမှတဆင်လူသားများကိုရာဇီဥတုဒုက္ခတွေပွားသူကြောက်ရှိစေပါれ။ ဒီပြဿနာများကိုကင်တွယ်ဖြေရှင်းရဲ့ကမ္ဘာနိုင်ငံများအနေဖြင့်ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးယာတိဥရုဒဏ်ခံနိုင်မှုမြင့်တရေးတဲ့ဒုက္ခသည်များကိုကူညီထောက်ပံ့ရေးတို့တွင်ပူးပေါင်းဆောင်ရွက်လာကြပါတယ်။ခိုမသာလူသားများ၏အနာဂတ်ကိုကာကွယ်နိုင်မည်ဟုတင်ပြရင်ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးများ၏တင်ပါတယ်ခင်ဗျာ။